သမီးဖြစ်သူကိုလက်ရှိခင်ပွန်မိသားစုသဘောအရဘာသာပြောင်းပေးခဲ့တဲ့ချမ်းချမ်းကိုအခုလိုတုံ့ပြန်ခဲ့တဲ့ခင်ပွန်ဟောင်းဖုံတိုက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အငင်းပွားစရာဝေဖန်စရာအကြောင်းအရာတခုဖြစ်နေရကတော့အစိုးရချမ်းချမ်းကဗုဒ္ဓဘာသာဝင်သမီးဖြစ်သူကို ခရစ်ယာန်ဘာသာသွတ်သွင်းလိုက်တဲ့ကိစ္စပါ။ ဒီဇလန်ကတော့အလုံးသိကြတဲ့အတိုင်းအီတလီမှာအခြေချနေထိုင်နေတယ်။အဆိုတော့ချန်ချန်ကသူ့ရဲ့ပထမအိမ်တောင်ခင်ပုံဟောင်းတယောက်ဆောင်ဖုံးတိုင်နဲ့ရခဲ့တဲ့သမီးလေးမြောင်မိုးခင်ကကုံ နှစ်ချင်းမင်္ဂလာပေးပြီးတော့ခရိယံဘာသာဝင်ဖြစ်နေတရားဝင်သွင်းလိုက်တဲ့ဓာတ်ပုံတွေကနေစတင်ခဲ့ရပါဒီပုံတွေကိုမြင်လာတဲ့ပရိသတ်တွေအထူးသဖြင့်ဗုဒ္ဓဘာသာဝင်တွေကြားထဲမှာဟာကလေးလေးကိုသနာပါတယ်ဗုဒ္ဓဘာသာမိဘကမွေးလာတာကိုဆိုတဲ့နှမျိုးသသဖြစ်တဲ့တွင်ဝေဖန်တဲ့အကြီးကျယ်ထွက်ပေါ်ခဲ့ပါတယ်ဒီလိုဝေဖန်မှုတွေအလုံးထက်ပရိသတ်တွေအ धिक အဆောင်ကြီးနေရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကလေးရဲ့ဖခင်အရင်ဖြစ်သူခင်ဘုံဟောင်းဖြစ်သူဖုံးတိုင်ရဲ့တုံ့ပြန်မှုပါ လူတွေကဖုံးသိုက်စီကပောက်ခွေးမှုကြီးတခုဒါမှမဟုတ်ဘာသာရေးနဲ့ပတ်သက်တဲ့ဒေါသတကြီးနဲ့တုံ့ပြန်မှုမျိုးဖြစ်လာမလားလို့ထင်နေတာပါ ဖုန်တိုင်းကတော့ဘာသာရေးကိုအကြောင်းပြုပြီးဇနီးဟောင်းချင်းချင်းကိုဝေဖန်တာမျိုးမဟုတ်ဘူးသူကဗုဒ္ဓဘာသာဖြစ်လို့သူ့ရဲ့တမီးခရိယံဖြစ်သွားလို့ရှုံးတယ်လို့လည်းတခါမှတွေးခဲ့ဘူးတာမဟုတ်ပါဘူးဖုန်တိုင်းဟာတမီးလေးခရိယံဘာသာကိုသူတွင်းနာကိုသူ့ကိုအတိမပေးခဲ့လို့ပါဖုန်တိုင်းပြောပြလာတဲ့အံ့ဩစရာအချက်ကသူကချမ်းချမ်းတို့နဲ့အတူရှိစဉ်ကသူကိုယ်တိုင်ကပဲချမ်းချမ်းကိုချက်ချောင်းတွေကိုလိုက်ပို့ပေးခဲ့ရတယ်ဆိုတာပါဒါတေမကတိပါဘူးသူတမီးလေးမြောင်မိုးခင်ကာမေကိုလည်းသူ့ရဲ့အချက်ချောင်းတွေကိုလိုက်ပို့ပေးခဲ့မှုတဲ့အချိန်တွေရှိတယ်လို့ဆိုပါတယ် သူကချမ်းသာကိုးကွယ်တဲ့ဘာသာကိုဘယ်တော့မှတလွဲမတွေးခဲ့ဘူးသလိုလေးလေးစားစားရှိခဲ့တယ်ဆိုတာကပါအတိအလင်းပြောထားပါတယ်။ဒီစကားကဘာကိုပြောနေလဲဆိုတော့ဖုံးတန်ရဘာသာရေးမှာအမြင်ချင်းတဲ့လူတရားမဟုတ်ဘူး။သူရဲ့ဇနီးဟောင်းယုံကြည်ရာကိုလေးစားခဲ့တဲ့သူပံ့ပိုးပေးခဲ့တဲ့သူဖြစ်တယ်ဆိုတာပါပဲ။ ဒါဆိုရင်သူအထီးကမကျေနပ်တာသူထောက်ပြနေတဲ့အချက်ကအတင်းအကျပ်ဖျားပေးမှုနဲ့ကလေးတယောက်ရဲ့သုံးဖြတ်ခွင့်ကိုပြောနေပါတယ်။ဖုံးတန်းရဲ့အထီးကပြောဆိုချင်တာကသူ့ရဲ့သမီးလေးဟာအခုမှအသက်၁၂နှစ်ပဲရှိသေးတယ်။ဒီအသက်ရွယ်ကဘဝရဲ့အရေးကြီးဆုံးသုံးဖြတ်ချက်တစ်ခုဖြစ်တဲ့ဘာသာတရားကိုကိုယ်တိုင်သက်ဝင်ယုံကြည်ပြီးတော့ရွေးချယ်နိုင်တဲ့အရွယ်မဟုတ်သေးပါဘူး။သူလိုချင်တာကသူ့သမီးကိုယ်တိုင်ဝင်ချင်တဲ့အချိန်၊သမီးကိုယ်တိုင်သုံးဖြတ်နိုင်တဲ့အချိန်။ဥပမာ သမီးအသက်၁၈နှစ်ဒါမှမဟုတ်ကလေးရဲ့စိတ်ဆန္ဒအစင်မှန်တဲ့ ဘာသာတရားကိုခံယူစေခြင်းနဲ့အချိန်ကြာမှဖြစ်ပါတယ်အခုလိုမျိုးကိုယ့်ရဲ့သဘောနဲ့ကိုကလေးရဲ့စံထသိချမပါပဲမိဘကနေကလေးကိုဖိအားပေးပြီးတော့ဘာသာတွင်းလိုက်တာမျိုးကို သူက လုံးဝလက်မခံနိုင်တာဖြစ်ပါတယ်။ဒီနေရာမှာပြည်သက်တွေကချမ်းချမ်းဘာကြောင့်ဒီလိုလုံးရတယ်လဲဆိုတာကိုထင်ကြီးတွေပေးနေပါတယ်။ အီတလီနိုင်ငံသားခင်မွန်အသည်ဖြစ်သူပထွေးနဲ့မိသားစုအသည်ကမညိုညင်ရအောင်လောက်အီတလီကခရီးယာနိုင်ငံဖြစ်တာကြောင့်တမီလီအပေါင်းသင်းဆက်အောင်လူရဝင်အောင်ဆိုတဲ့လက်တွေ့ကြတဲ့စဉ်းစားမှုနဲ့လမ်းခင်းပေးလိုက်တာလားဒါမှမဟုတ်မိသားစုတစ်ခုလုံးခင်မွန်အသည်တမီငယ်နှစ်ယောက်နဲ့အတူဘာသာအတူတူဖြစ်ချင်တဲ့ချမ်းချမ်းရဲ့ကိုပိုင်စံတာလောက်အကြောင်းပြချက်ကဘာပဲဖြစ်နေပါစေတပတ်မှလူမှုရေးရအစဉ်ပြေဖို့ဆိုတဲ့မိခင်တယောက်ရဲ့လက်တွေ့ကြကြဆုံးဖြတ်ချက်ရှိနေပြီးတော့နောက်ထပ်မှမှာတော့ဘာသာတရားဆိုတာဖိအားပေးလို့ရတဲ့ ရာမဟုတ်ဘူးကလေးရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ကိုလေးစားသင့်နေဆိုတော့ဖခင်တယောက်ရဲ့မထင်မှတ်ထားတဲ့အတွေးခေါ်ကြကြတုံ့ပြန်မှုတွေရှိနေပါတယ် ပရိသတ်ကြီးတို့ရောဒီကိစ္စမှာဘယ်သူဘက်ကပုံမှန်နေလို့ထင်ပါသလဲ။ချမ်းချမ်းရဲ့လက်တွေ့ကြကြလမ်းခင်းပေးမှုတွေကိုနားလည်ပေးရမလား။ဒါမှမဟုတ်ဖုံးတိုင်းရဲ့ကလေးရလွတ်လပ်စွာဆုံးဖြတ်ခွင့်နဲ့ခံယူသွားတာမဟုတ်တဲ့ပုံမှာခံပြင်းနေတဲ့ပုံမှာမှန်ကန်နေလို့ထင်ပါသလား။ဒါအပြင်တမိဖြစ်သူဘာသာပြောင်းတာကသူ့ကိုတခုံးမှမတိုင်ပင်ခဲ့တဲ့ပုံမှာရောမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။